vậy không biết phải kêu lại cú này khỏe cú này khỏe cú này lấy sẹo bộ Bağdu abi, bağdu abi. โอ้ကျွန်တော်ဒီရောက်ပြီးတော့ကတ္တသူမြတ်အိတ်တိတ်ညနေဆရာ။အော်။ကျွန်တော်ကတော့ကတုံးပြီးပြီးနေတဲ့အိတ်မက်မက်တွေကိုစပင်းတော့တော့အဲ့ဒါနဲ့ကူကူတော့ပြင်းစံတန်းဖြစ်သွားတယ်။ဟုတ်လား။ဘာကကတုံးကြည့်တဲ့တည်းကူမမြတ်ဘူး။ဟုတ်လေ။ကတုံးလည်းလို့ဖြစ်သွားတာဗောတော့။ တနာစရာတနာစရာဖြစ်သွားပြီဟောမဟောမဟောမပါတော့ပြီပါတော့ပြီပါတော့ပြီရီတပ်ကြောင့်ဆောင်ပါတော့ပြီနောက်ဟယ်လိုအားလုံးမင်္ဂလာပါခင်ဗျာအခုဒီနေ့တရက်6လ 2025နနက်3နာရီခွဲညရေမှတထောင်နဲ့82စင်တီမီတာရောက်ရှိနေကြောင် ရှိရှိနဲ့နံပါတ်3တိုင်ကျွန်တော်နောက်ဆုံးစနေခွဲ live လွှင့်ပေးခဲ့တဲ့အချိန်ကနေ1000 cm ကနေခု1082 cm မနေ့ည7:00နာရီခွဲကနေပြီးတော့အခုမနေ့3:00နာရီအထိမနေ့3:00နာရီအထိ80စင်တီမီတာနှစ်ပေခွဲလောက်နှစ်ပေကျော်နှစ်ပေခွဲနီးနီးလောက်တက်ခဲ့တာဖြစ်ပါတယ်7:00နာရီမှာ7:00နာရီကျွန်တော်တို့ညတကောင်ရန်7:00နာရီတိတိအချိန် 1030နဲ့5စင်တီမီတာအခုဒီနေ့မနက်3နာရီခွဲဒါမနက်3နာရီခွဲဒါဆိုတော့ကျွန်တော်တို့3နာရီချားမှာ38စင်တီမီတာတက်ပါတယ်တနာရီကိုရေတက်နှုန်းက7စင်တီမီတာဖြစ်ပါတယ်ဆိုအရင်လွန်ခဲ့တဲ့ live တွေမှာ ျွန်တော်ပြောခဲ့တဲ့အတိုင်းပဲမြင့်နိုင်ကျွန်တော်တို့ညတကောင်ရံမှာကျွန်တော်တထောင်တရာကိုရောက်ရှိနိုင်တယ်လို့တင်ပြခဲ့ပါတင်ပြခဲ့တာဖြစ်ပါတယ်အခုကျွန်တော်တို့မနေ့3နာရီခွဲအချိန်အထိတထောင်နဲ့82စင်တီမီတာမှာရောက်ရှိနေကြောင်းတင်ပြအပ်ပါတယ်ခု live ကို ြည်နေတဲ့လူလည်းရှိလိမ့်မယ်ကိုပစ္စည်းကိုအင်ညာတင်းစဲနေကြတဲ့လူတွေလည်းလိုက်ကြည့်နိုင်မယ်လိုင်းပေါ်မှာမရှိနိုင်တဲ့လူတွေလည်းရှိပါလိမ့်မယ်နီးဆက်ရအဆင့်ဆင့်ကိုကျွန်တော် live လင့်မျိုးမှပြောနေပါတယ်ဆိုတာလေးကိုအချက်လေးလက်ဆင့်ကမ်းပေးပါဒါမြည်ရေကျွန်တော်တို့အခုလက်ရှိမြကြီးနာမျိုးရဲ့လက်ရှိရှိနေတဲ့မြည်ရေအခြေအနေဖြစ်ပါကြောင်းတင်ပြအပ်ပါတယ်ခင်ဗျာ ကျွန်တော်လည်းတ냐လုံးမအိတ်သေးပါဘူးလူချင်းမင်းတို့လည်းအိတ်နိုင်မှာမဟုတ်တဲ့ရက်ွက်တွေအိတ်နိုင်မှာမဟုတ်သေးတဲ့အိမ်တွေရှိတဲ့အတွက်ကြောင့်ကျွန်တော်လည်းကိုရင်းစားပြီးတော့မှစိတ်ပူပေးလျက်ပါအဲ့တော့ကျွန်တော်တို့နောက်ထပ်ကိုထပ်တက်ပါမယ်ထပ်တက်နိုင်ပါသေးတယ်တနာယူ30စင်တီမီတာနဲ့55စင်တီမီတာကြားမှာတက်နေတဲ့အတွက်တနာယီကိုပေဝက်နီနီတို့မဟုတ်ပေဝက်အဲ့လောက်မှာ ရေတက်နှုံးရှိနေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အခုတွက်ကြည့်အောင်အခု3နာရီမှာကျွန်တော်တို့ကတပေကိုဝင်မှာပေါ့နော်။3နာရီကိုတပေဝင်းကျင်လောက်မှာရှိပါတယ်။တနာရီကို10စင်တီမီတာ12စင်တီမီတာလောက်နဲ့ဆိုရင်တွက်ရင်3နာရီဆိုရင်ကျွန်တော်တို့ကတပေကြော်ကြော်လေးဝင်လာတာဖြစ်ပါတယ်။အဲ့တော့နောက်ထပ်ကျွန်တော်တို့မနက်6နာရီခွဲဆိုရင်နောက်ထပ်3နာရီထပ်ပေါင်းရမှာဖြစ်တယ်။အဲ့တော့နောက်ထပ်တပေထပ်ပေါင်းရမှာပေါ့။ တပေးဆိုလို့ရှိရင်ကျွန်တော်တို့30စင်တီမီတာပေါ့အဲ့တော့ခမန်းကျွန်တော်တို့မနက်6နာရီခွဲကျွန်တော်တို့ပုံမှန်တိုင်းထွာချိန်ရောက်တဲ့အချိန်မှာဒီအရာဝတီမြစ်ကြီးက1100ကိုရောက်ရှိနေမှာဖြစ်ပါတယ်ဒါဒီအတိုင်းကျွန်တော်တို့စက်တက်မယ်ပုံမှန်လေးပဲစက်တက်မယ်ဆိုရင်ပြောတာပါအဲ့တော့တခုကျွန်တော်တို့လောလောဆယ်အထိ ကန်ကောင်းနေတာကတော့ပစ္စည်းတွေရှေ့ပြောင်းသိမ်းဆဲဖို့အချိန်အများကြီးရပါတယ်ရေဝင်ရေထွက်မျှတနေတယ်လို့ပဲပြောလို့ရတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့မိနစ်ကရေတက်နှုန်းအတိုင်းမဟုတ်ပါဘူးမိနစ်ကရေတက်နှုန်းကကျွန်တော်တို့တနာရီကိုတပင်နှုန်းနဲ့တက်ပြီးတော့မှအချိန်တို့အတွင်းမှာတက်တာဖြစ်ပါတယ်ဒီကျွန်တော်တို့ဒီနှစ်ရေတက်တဲ့နှုန်းကတနာရီကို10စင်တီမီတာနှုန်းလောက်နဲ့ပဲ တက်ခဲ့တာဖြစ်ပါတယ်ဒီ1100စင်တီမီတာကိုရောက်ဖို့ကျွန်တော်တို့မင်းကနေ့လယ်တဲကနေပြီးတော့မှမင်းကနေ့လယ်7နာရီမှကျွန်တော်တို့စပြီးတော့မှရေအတက်ပြခဲ့ပါတယ်အမှန်တကယ်ရေတက်တာတော့ကျွန်တော်တို့နက်နက်9နာရီကနေစတက်တာဖြစ်ပါတယ်အဲ့တော့မင်းကနေ့လယ်မင်းကမင်းကနေ့မနက်ပိုင်းကနေစတက်ခဲ့တဲ့ရေကဒီနေ့ပြီးခဲ့တဲ့ တနေ့ကတက်တာဖြစ်တာပေါ့တနေ့ကတနေ့ရဖြစ်မှာပေါ့နော်ကျွန်တော်မနေ့ကလို့ပြောလို့မရတော့ဘူးဆိုတော့30ရက်နေပေါ့30ရက်နေမှာ तू ကစတက်တာ30ရက်နေနေ့လယ်မှာစတက်တာ30ရက်နေနေ့လယ်နေ့လယ်မှာအတက်ပြတယ်အဲ့တော့30ရက်နေနေ့လယ်ကနေဆက်ပြီးတော့မှအတက်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 ဖြစ်လာခဲ့တာမနေ့ကကျွန်တော်တို့31ရက်နေ့31ရက်နေ့တရက်လုံးမနက်ကောနေ့ရောနေ့လယ်ကောညနေရောညအထိအခု ညပြီးတော့ကျွန်တော်တို့ဒီနေ့တရက်နေ့အထိထပ်ကူပြီးတော့မှတရက်နေ့မနေ့3နာရီအထိရောက်နေရတော့မှကျွန်တော်တို့တထောင်နဲ့82ပဲရှိပါသေးတယ်နော်အဲ့ဒါလေးတစ်ချက်တော့ကျွန်တော်တို့ရဲ့မြကျင်းအတွက် chance ပေါ့အားတာချက်လေးတစ်ချက်အဲရှိတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့ဟောတေချာတာကတော့ကျွန်တော်တို့စိုးရင်ရေအမတ်ကိုရောက်ပါမယ်စိုးရင်ရေအမတ်ကိုကြော်နိုင်တာလည်းဖြစ်နိုင်ပါတယ်မနေ့ကျရင်ကျွန်တော်တို့အတီးပြူပြီးတော့မှစိုးရင်ရေအမတ်ကို ကြော်နိုင်တယ်မကြော်နိုင်ဘူးဆိုတာကိုကျွန်တော်မနေ့6ရက်ခွဲကြရင်တုံးသက်ပြီးတော့ကျွန်တော်တို့အတီးပြူပြီးတော့မှထပ်ပြီးတော့ပြောပြမှာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီပုံမှန်အတိုင်းအနေနဲ့စိုးရင်ရေအမှတ်ကိုရောက်ရှိမှာဖြစ်တဲ့အကြောင်းမို့မဆိုင်မတော့ပဲနဲ့ချက်ချင်းကျွန်တော်တို့ရွှေ့ပြောင်းဖယ်ရှားဖို့အမြန်ဆုံးဖယ်ရှားဖို့အတွက်လိုအပ်မှာဖြစ်ပါတယ်။ကျွန်တော်လည်းမအိပ်သေးပါဘူး။ တညလုံးကျွန်တော်ရေစောင့်ပြီးတော့မှကျွန်တော်တောက်လျှောက်မှတ်တမ်းတင်ထားပါတယ်။အော်ဒီရေနဲ့မနစ်ကရေနဲ့ဒီနစ်ရေကအပေါ်မှာအထက်မှာကတော့မနစ်ကအတိုင်းမဟုတ်ဘဲနဲ့မနစ်ကထက်ထူခဲပြီးတော့မှပူခဲ့တဲ့ရေရေတွေးခဲ့ရေရေတက်ခဲ့တာတွေတွေးခဲ့ရပါတယ်။ဒါ့ပေမဲ့ကျွန်တော်တို့ဒီနှစ်ကတော့ မနစ်ကလိုမျိုးမြကျင်းသားမှာရေအဝင်ကတနအီကိုတပေတပေခွဲတွေဝင်တာမျိုးမရှိခဲ့ပါမရှိပါဘူးနော်အဲဒါကြောင့်မို့အခုတနအီကို35စင်တီမီတာလောက်ဆိုတော့ကျွန်တော်တို့နည်းနည်းလေးတော့ခံစားသေးတာပေါ့ဒါ့ပေမဲ့ရေကအကုန်မရောက်သေးပါဘူးမနေ့ကမှကျွန်တော်တို့မေခါကတက်တုံးဆိုတဲ့အခါကျတော့ဒီနေ့တနေ့ကုန်ဒီနေ့ညတိနောက်ထပ်ခုမနေ့3နာရီပဲရှိပါသေးတယ်မနေ့3နာရီကနေမနေ့3နာရီကနေပြီးတော့မှဒီနေ့ညနေအထိဟိုမှာ ညနေနဲ့ညပိုင်းအထိကိုကရေကတောက်လျှောက်တက်မှဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့အများကြီးပြင်ဆင်စရာလိုတယ်လို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ခင်ဗျာကျွန်တော်တို့အခုထောက်တရာဆိုရင်ဒါမြို့တကြီးပဲဆိုရင်ရေကတရာလမ်းဘကူရေတက်ဖို့အတွက်တော်တော်လေးရောက်နေပြီချို့ဆိုတော်တော်လေးဖယ်ရှားနေပြီ တချို့လဲစိတ်ပူပြီးတော့မှမြကန်းထီလာပြီးတော့မှလာရောက်ကြည့်တဲ့အခွက်လဲရှိတယ်အခုချိန်ထိလဲမအိတ်သေးတဲ့အခွက်တွေလဲရှိတယ်ကျွန်တော်မြကန်းပြီးမှအချိန်လုံးရှိနေတယ်ညီမကြီးအဝတ်စားတော့မလဲရသေးဘူးအဝတ်စားလဲမလဲရသေးဘူးတနေကုန်တနေကန်းဒီမှာပဲရှိနေတယ် မောဘယ်လောက်ထိတက်နိုင်လဲဆိုရင်ဗမောဘယ်လောက်ထိတက်နိုင်လဲဆိုရင်ဗမောကတော့မြจีนားမှာတက်တဲ့ရေအကုန်တက်မှာပဲမြจีนားမှာ78ပေတက်ရင်မြจีนားမှာ78ပေတက်ရင်ဗမောလည်း78ပေတက်မှာပဲအဲ့တော့အကုန်လုံးပြောလို့မရသေးပါဘူးเนาะဗမောကခုလောလောဆယ်မှာကျွန်တော်ပေးထားခဲ့တဲ့ကျွန်တော် အရင် live တင်မှာလွင့်ထားခဲ့တဲ့အတိုင်းပဲကျွန်တော်က1050ကနဦးခံမှန်းထားခဲ့တဲ့ရေကိုရောက်ရှိပြီးဖြစ်သွားပါပြီအခုမှကျွန်တော်တို့ရောက်ပါတယ်1050ဆိုရင်ကျွန်တော်တို့ကကျွန်တော်ပေါင်းခဲ့တဲ့ဒီရေမှာက78ပေရှိပါတယ်အခုလောလောဆယ်ကျွန်တော်တို့စပြီးတော့မှ30ရက်နေနေ့လေ901ကနေပြီးတော့စတက်လိုက်တဲ့ရေပေါ့နော်အဲ့ကရေရေဆိုလို့ရှိရင်ကျွန်တော်တို့ဒါ78ပေတိတိဝင်ပြီးသွားပြီ78ပေကိုကြော်ကြော်လေးဝင်ပြီးသွားပြီလို့ကျွန်တော်တို့ ပြောလို့ရပါတယ်အဲတော့ဒီတက်မကကျွန်တော်အခုခံမှန်းထားတဲ့ညည်ရီကိုရောက်ရှိပြီးသွားပြီဖြစ်ပါတယ်အဲတော့အခုနောက်ဆက်အနေနဲ့နောက်ထပ်အနေနဲ့ပြန်ပြီးတော့မှသုံးသပ်မယ်ဆိုရင်အဲ့ဒီ၁၈ပေရေထက်ကိုထပ်ပြီးတက်ဖို့ရှိပါသေးတယ်တို့ပဲမဲ့ကျွန်တော်တို့မချမ်းဘောရဲ့ညည်ရီကတော့ကြပြီဖြစ်တဲ့အတွက်ကြောင့်မို့ရေရဲ့အမိရကြပါပြီရေအမိကြပြီဆိုတော့ကျွန်တော်တို့ဒီမြစ်ဒဇင်းကရေအချိန်က ရော့လာမဲ့ဒီ24နာရီအတွင်းမှာမချမ်းဘောရေကြာသွားမယ်မချမ်းဘောဘက်ကမလိခအချမ်းဘက်ကရေကြာလာမယ်ဆိုရင် ကျွန်တော်တို့မြစ်တစင်းရဲ့အာရော့သွားမှာဖြစ်ပါတယ်မေခဘက်ကတော့ဘလောက်ဆက်တက်မယ်ဆိုတော့ဆက်ဝင်သေးတယ်မဝင်သေးဘူးဆိုတဲ့အရာကိုကျွန်တော်တို့နောက်ထပ်ထူးခြားတည်င်းမရရှိသေးဘူးဖြစ်ပါတယ်ရတာနဲ့ကျွန်တော်တို့မနှက်ကြရင်ကျွန်တော်တို့အတီးပြုတ်နိုင်မှာဖြစ်ပါတယ်လောလောဆယ်မှာကျွန်တော်တို့တခုပြောချင်တာကတော့မေလ တိုင်းရဲ့ကျွန်တော်တို့15နှစ်အတွင်းနှစ်ပေါင်း20နှစ်ပေါင်း20အတွင်းကျွန်တော်တို့လိုက်ကြည့်တဲ့အခါမှာတော့မေလအတွင်းမှာသုံးရည်မတ်ကိုကြော်ပြီးတော့မှကြော်လွန်ပြီးတော့ရောက်ရှိခဲ့တဲ့မှတ်တမ်းတော့မရှိဘူးသေးပါဘူးအကယ်၍ရောက်ခဲ့မယ်ဆိုရင်တော့ဒါဒီ record ကျိုးသွားတဲ့အနေထားကိုပဲပြောရမှာပေါ့ဟုတ်ကဲ့ပါတညာလုံးလဲညီလေးလဲမောင်မဲလို့ကျွန်တော်လဲဒီမှာ CCTV လည်းတက်ထားတယ်အနေထားလည်းဒီမှာမီလေးထွန်းပြီးတော့ဒါတညလုံးကျွန်တော်တို့ဒါဘူကားကိုလည်းကျေးဇူးတင်ရမှာဖြစ်ပါတယ်ကျွန်တော်24နာရီမီရအောင်လုပ်ပေးထားတာဖြစ်ပါတယ်ဒါဒီမှာကျွန်တော်လုပ်ငန်းလွယ်ကူအောင်ဆိုပြီးတော့မှတညလုံးကျွန်တော်တို့ပေးနိုင်အောင်ကျွန်တော်တို့ရဲ့ဒီမီကိုချက်ချင်းဒီမနေ့ကညနေကအားချင်းလာရောက်ပြီးတော့မှ24နာရီမီးရရှိရတဲ့အတွက်စူးစမ်းဆောင်ရွက်သွားပေးတဲ့ဘူကားကုမ္ပဏီလည်းကျေးဇူးတင်ပါတယ်ကျွန်တော်အခုအလုပ်လုပ်လို့ရအောင် လူချင်းမင်းတို့တင်ပြလို့ရအောင်ကဘူကားကုမ္ပဏီကနေကျွန်တော်တို့ဒီလျက်စက်ပေးတဲ့ဘူကားပြန်ဖြူရေးကနေပြီးတော့ဘူကားမန်နေဂျာကကျွန်တော်တို့ကိုပန့်ဖိုးထားတာဖြစ်ပါတယ်အခုဒီကိုဒန်းအေယာနေရာကောเนาะကျွန်တော်တို့ဒီဘက်စီပင်စိတ်ပေါ့เนาะစီပင်တရားစိတ်အတိအကုန်လုံးကျွန်တော်တို့24 hour မီးပေးထားတဲ့အတွက်ရန်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တင်ပြလို့ရတာလဲသူတို့ကျေးဇူးကြောင်းမို့လို့ကျွန်တော်အဆက်မပြတ် wifi ကိုအခုကျွန်တော်တို့ဒီ တင်ပြချက် live link ပေးတာတွေရောအားလုံးကအခုလောလောဆယ်မှာကဘူကားကိုကျေးဇူးတင်ရမှာဖြစ်ပါတယ်။ညီလေးရရှိရောကျွန်တော်တို့ကောက်ကောက်မွန်မွန်နဲ့ချောချောမွန်မွန်နဲ့အလုပ်လုပ်လို့ရတယ်။မတန်းတင်လို့ရတယ်။ပြောပြပေးလို့ရတယ်ပေါ့။ဟုတ်ကဲ့ပါ။အဲ့ဒါလေးပါခင်ဗျာ။ဘူလောလောဆယ်ပြောနေရင်အချိန်အတွင်းမှာပဲကျွန်တော်တို့ခုနကကျွန်တော်တို့ဒီညရာဆိုရင်ဒီရင်မတ်တိုင်းမှာ60 60စင်တီမီတာပေါ့နော်60စင်တီမီတာနဲ့အခုကျွန်တော်တို့68စင်တီမီတာရှိသွားပါပြီကျွန်တော် live blender ဘလောက်ကြာသွားလဲဘလောက်ရှိသွားလဲဆိုတော့ကျွန်တော်တို့ချက်ကြည့်လိုက်အောင်ဘလောက်ထိတက်သွားလဲဆိုတော့ဒါလက်တွေပါပဲလက်တွေပါပဲကျွန်တော် live blend နေတဲ့အချိန်မှာပဲရေရတေးရေတေးရေနဲ့တက်နေတာအဲကျွန်တော်တို့အခုမိနစ်အစိတ်မိနစ်25မိနစ်ရှိသွားပါပြီ25မိနစ်ရှိသွားပြီ25မိနစ်ရှိသွားပြီ25မိနစ်အတွင်းမှာ 25မိနစ်အတွင်းမှာကျွန်တော်တို့8စင်တီမီတာလောက်ကျွန်တော်တို့တက်တာဖြစ်ပါတယ်။အနံမတ်နံမတ်နှစ်တိုင်ဖြစ်ပါတယ်။အနံမတ်သုံးတိုင်ဖြစ်ပါတယ်ခင်ဗျ Sorry ပါ။ဒါကကျွန်တော်နံမတ်နှစ်တိုင်ဖြစ်ပါတယ်။နော်နံမတ်နှစ်တိုင်ဖြစ်ပါတယ်။ဒါဆိုရင်ရေအမတ်ကိုကျွန်တော်တို့63စင်တီမီတာမှာကျွန်တော်တို့ရောက်ချိမဲ့ဆိုရင်ရေအမတ်ကိုရောက်ချိမှာဖြစ်ပါတယ်။အခုဒါနောက်ထပ်ကျွန်တော်တို့ဒီတိုင်မြုပ်ပြီးသွားလို့ ဒီတိုင်းရုပ်တာနဲ့ကျွန်တော်တို့အဲစိုးရင်ကြီးအမတ်ကိုရောက်ရှိတော့မှာဖြစ်ပါတယ်ခင်ဗျာနော်နောက်ထပ်ကျွန်တော်တို့စိုးရင်ကြီးအမတ်ကိုရောက်ရှိဖို့အတွက်တရားနဲ့30စင်တီမီတာရောက်ရှိမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာအခုရှိနေတာအခု1မီတာပဲကျန်တော့တယ်3ဘေးဒီတိုင်းကို1မီ2မီတာတိုင်းက1မီတာပဲကျန်တော့တယ်3ဘေး3ဘေးပဲကျန်တော့တယ်နော် အဲကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးရင်ကျွန်တော်မနေ့6နာရီခွဲကြာရင်လည်းကျွန်တော်တစ်ချိန်ပြန်ပြီးတော့မှ live လင်းပါမယ်เนาะအခုဟို live ပေါ်မှာတော့ကျွန်တော်ဟို Facebook ပေါ်မှာတောက်လျှောက်ကျွန်တော်တင်ထားပြပါတယ်အဲ့ဒါလေးတွေဟိုအချိန်နဲ့အမျှတီးလို့ရအောင်လို့ကျွန်တော်တောက်လျှောက်တင်ထားပြနိုင်ပါတယ်တောက်လျှောက်လည်းတင်နေပါဦးမယ်မနေ့ကြာရင်လည်းကျွန်တော်6နာရီခွဲမှကျွန်တော်ထပ်ပြီးတော့မှ live လင်းပါမယ်အဲ့တော့နေဆက်ရရရှိတဲ့ internet ရရှိတဲ့နေရာကနေပြီးတော့မှပြန်ပြီးတော့မှကြည့်ပေးပါနားထောင်ပေးပါတည်ကျနာရှင်လည်းကျွန်တော်ဒီ live မှာလည်းမေးပေးပါကျွန်တော်လည်း အဲတက်နိုင်တော့ပြန်ပြီးမှဖြေပေးပါမယ်ခင်ဗျာညည်ရိုးတဲ့တားလိမ်မှာအကောင်းကနေညည်ရိုးတဲ့မကနာတဲ့တာလောကြီးတဲ့စင်ဘိုးတဲ့ဗမောတဲ့အောက်ဘက်ကြီးခမပီးတင်ဆက်ပေးပါတဲ့ကျေးဇူးပြုပြီးပြည်သူတို့အတွက် ဆိုရင်နေကြပါတယ်အမှန်ပါတယ်ကျွန်တော်အခုလောလောဆယ်မှာကျွန်တော်စာမရေးနိုင်တော့ဘူးဗျကျွန်တော်စာမရေးနိုင်တော့ဘူးအဲ့တော့ကျွန်တော်တို့အခုမြေအောက်ပိုင်းမြေဒါခုနကကျွန်တော်ကပြောသွားတော့မြေအောက်ပိုင်းကိုမပါဘူးမြေကြီးနားအတွက်ကိုအဓိကကျွန်တော်အနည်းဆုံးအနည်းဆုံးရောက်ရှိနေတဲ့အန်တီရဲ့ဂျုံတွေ့နိုင်တဲ့မြေကြီးနားအတွက်ကိုပဲကျွန်တော်ပြောနေတာဖြစ်ပါတယ်ဟုတ်ကဲ့အဲကျွန်တော်လည်းဒီဒီအောက်ပိုင်းအတွက်ကိုကကျွန်တော်တို့ပြင်ဆင်ကြရပါတယ်နော်ဗမော်လည်းအဲတူထုံနေတူပဲကျွန်တော်မြေကြီးနားကိုပြောနေတဲ့အရာအားလုံးဒီဗမော်ကလိုက်လိုက်နာမှာဖြစ်ပါတယ် ျွန်တော်ဗမောမှာဗမောခုနကပြောတဲ့အဲဆင်ဘိုအထိပေါ့နော်ကျွန်တော်မြจีนာကနေစပြီးမြจีนာအတွက်လို့ပြောလိုက်တာနဲ့ကျွန်တော်တို့ဘယ်လိုနားလည်ထားရမလဲဆိုရင် why mortality ဆင်ဘိုဗမောရွှေကိုအကုန်လုံးပေါ့နော်အဲ့တော့အဲ့ဒီရွှေကိုအထိကျွန်တော်တို့ကချင်ပြည်နယ်အထိအကုန်လုံးလိုက်နာလိုက်နာပြီးတော့မှမြจีนာမှာဟိုလိုက်နာပြီးတော့မြจีนာမှာရောက်ခဲ့တဲ့ရေအမှတ်ဒီအဲ့ဒီဗမောရွှေကိုအထိအကုန်ရောက်มาဖြစ်ပါတယ်เนาะအဲ့တော့ကတားနေမှာနည်းနည်းလေးညော့သွားมาပဲဖြစ်တယ်ကတားကနေစပြီးတော့มาထိကြိုက်ကျွန်တော်တို့ဟိုဇလွန်အထိပေါ့ ဲ့ဒီအတွက်တွေတော့အများကြီးပြင်ဆင်ခြင်းရပါတယ်တို့ပဲမဲ့အခုလဲတို့ကရေတောက်လျှောက်တလိုင်းပြီးတလိုင်းတက်နေတဲ့အတွက်ကြောင့်မို့တို့တွေလည်းဒီလိုပဲမြကျင်းနာလိုပဲရေအတက်နဲ့ပဲဖြစ်နေပါလိမ့်မယ်ရေအတက်နဲ့ပဲဖြစ်မယ်နောက်တစ်ခုကကျွန်တော်တို့ချင်းတွင်းချင်းတွင်းမြေရေကလည်းကျွန်တော်တို့စင်တီမီတာကျွန်တော်တို့950 600လောက်မှာကျွန်တော်တို့တက်ထားတာရှိတယ်အဲ့အခါကျတော့ကျွန်တော်တို့ကဒီတူလဲပဲချင်းတွင်းဒီခန်းတီးမှာခန်းတီးမြို့မှာတက်ထားတဲ့မြေရေကလည်းအနည်းဆုံးကျွန်တော်တို့18ပေ18ပေလောက်တက်ထားတာဖြစ်တယ်အဲ့ဒီအတွက်ကြောင့်မို့အဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ ဒီပခုတ်ကူရဲ့ပခုတ်ကူညောင်ဦးဘက်အစင်းနေကြတော့ကျွန်တော်တို့ငင်းချန်နဲ့ပခုတ်ကူအောက်ဘက်အကုံပေါ့နော်ဇလုံအထိကြတော့ပြန်ပြီးတော့မှချင်းတွင်းမြစ်ပါထပ်ပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့အထူးသတိပြုပြီးတော့မှအဲကြိုတင်ပြင်ဆင်ထားပေးပါကျွန်တော်အခုလောလောဆယ်မှာကမအားလက်ဘူးဖြစ်နေပါတယ်မြကျင်းအတွက်အတီးတန်းလုပ်နေတယ်ကျွန်တော်တနာရီတစ်ချိန်เนี่ยကျွန်တော်တောက်လျှောက်ကျွန်တော်မတန်းတင်ပြီးတော့မှကျွန်တော်ယူပြီးတော့မှ report တွေလုတ်ပေးနေရတယ်ပြောနေရတယ်စာတွေရိုက်နေရတယ် report လုတ်နေရတယ် အနေထားတွေအများကြီးရှိနေတဲ့အတွက်ဒီမှာဟိုကျွန်တော်မနိုင်မနှင်းဖြစ်နေရတဲ့အနေထားလို့လို့ပဲပြောလို့ရတော့ပေါ့ဟောအခုဒါကျွန်တော်စာရေးရမှာအဆင်မပြေလို့အဆင်မပြေလို့ကျွန်တော် live လင်းပြီးတော့မှပြောပြတာဖြစ်ပါတယ်ခင်ဗျာအဲကျွန်တော်စာရေးမယ်ဆိုရင်လည်းဒီ gym မျိုးစာဝတွေ့ချင်မှလည်းတွေ့မယ်ဖတ်ချင်မှလည်းဖတ်မယ်အခု live လင်းထားလိုက်ဆိုတော့ကျွန်တော်တို့ဟိုတေချာပေါက် live ကတော့ဟို share ပေးလိုက်လို့ရှိရင်အားလုံးတယောက် share လိုက်ရင်တယောက်ဖွင့်လိုက်တာနဲ့သိကြမှာပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော် live လင်းပေးတာပါအားလုံးတဘာဝ BND နဲ့ กินเวจาบาสิญีเยเยเบอันเดียเนี่ยกินเวจาบาสิကျွန်တော်တို့ဒီရေဘေးကြောင့်မို့ကျွန်တော်တို့အသက်ဆုံးရှုံးမှုပစ္စည်းဥစ္စာဆုံးရှုံးမှုတွေမဖြစ်ဖို့အတွက်ကိုရခင်နှစ်ကဖြစ်ခဲ့တဲ့အတွေ့အကြုံတွေကိုကျွန်တော်တို့မမေ့ကြပါနဲ့မပေါ်ဆကြပါနဲ့ရွှေ့ဆရာရှိတာကိုတော့ကျွန်တော်တို့ရွှေ့ပါအရေးကြီးနေတဲ့အချိန်မှာအရေးကြီးနေတယ်လို့ view ဆိုင်ပြီးတော့မှရွှေ့ကြပါပေါ့ပေါ့ပါပါကျွန်တော်တို့ဟိုအလုပ်လုပ်ရမယ့်အားကိုလေးလေးလံလံမဖြစ်စေပါနဲ့အဲ့တော့ကျွန်တော်တို့ဘိုးတော်မှာ ကိုတောင်နေမလွတ်တဲ့နေရာတွေရှိမယ်မလွတ်တဲ့နေရာတွေဆိုလို့ရှိရင်ကျွန်တော်တို့အခုအချိန်မှဆိုရင်မှီပါတယ်အများကြီးမှီပါတယ်ရွှေ့စရာရှိရာရွှေ့ပါဒေချာပေါက်ကျွန်တော်တို့ဒီရေအားဆိုရင်ရေအမှတ်1200ကိုရောက်ရှိမှဖြစ်တယ်ဆိုရင်ရေအမှတ်1200တောင်မှကြော်နိုင်သေးတဲ့အနေထားမှာလည်းတွေ့နေရတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘလောက်ကြော်မယ်ဘလောက်ဖြစ်မယ်ဆိုတဲ့အရာကိုဟိုမဖြစ်လာတဲ့အရာကိုကျွန်တော်တို့မပြောလို့ပဲနဲ့ဖြစ်လာနိုင်တဲ့အရာကိုတိကျပြီဆိုတာနဲ့ကျွန်တော်တို့အချိန်မီတည်င်းပေးမှာဖြစ်ပါတယ်ဒါ့ပေမဲ့ကျွန်တော်တို့ပြင်ဆင်ရမှာက 1200ကိုလောလောဆယ်ကျွန်တော်ပြင်ဆင်ဖို့အတွက်မနေ့ကမနေ့ကတည်းကကျွန်တော်သတိပေးခဲ့ပါတယ်ခုဒီနေ့မနက်မှာကျွန်တော်တို့ထပ်ပြီးတော့မှဘယ်လောက်ထိထပ်ပြီးတော့ပြင်ဆင်ရမလဲဘယ်လောက်ထိလိုအောင်မလဲဆိုတာလေးတွေကိုကျွန်တော်ထပ်ပြီးတော့မှမနက်6နာရီခွဲမှာသုံးသပ်တင်ပြပေးမှာဖြစ်ပါတယ်နော်โอเคပါ အားလုံးကျေးဇူးတင်ပါတယ်အားလုံးလည်းရှင်လန်းချမ်းမြေ့ကြပါစေကျွန်တော်လည်းအခုလောလောဆယ်ခဏရန်နာပါမယ်နော်ဟိုအများကြီးလည်းမရှိပါဘူး60ကျော်69ယောက်ရှိပါတယ်69ယောက်နော်အခုလောလောဆယ်ဒီ live ဝင်လင်းတဲ့80 live 80ကိုအဲ့ ဒီကြီးစုနေတဲ့လူ82ယောက်ပဲရှိတယ်အခုချိန်မှာတချို့က8ပျော်နေလိမ့်မယ်တချို့ကအဲကိုယ်အလုပ်တင်တဲ့ကိုရှုပ်နေလိမ့်မယ်အခုချိန်မှာတချို့က line သွားသုံးရတဲ့နေရာကလပိတ်ဆိုင်တို့လိုမျိုးဟိုရှိတဲ့နေရာမှာပဲဟိုအများကြီးသွားသုံးရတာပေါ့နော်ဟို line ရှိတဲ့နေရာကိုပဲပြေးပြီးသုံးရတာအရင်ကလိုမျိုးကျွန်တော်တို့ဒီကိုယ်စင်ကတ်နဲ့ကိုယ်သုံးရတဲ့အနေထားမဟုတ်တဲ့အတွက်အားအနေချက်ကတော့အဲ့ဒါပေါ့အဲဒါပေမဲ့ကျွန်တော်တို့ဒီအားတာချက်ကတော့ကျွန်တော်တို့ဒီ line ကတော့ပျောက်သွားမှာမဟုတ်တဲ့အတွက်ကြောင့်မို့ရတဲ့အချိန်မှာဖွင့်ကျင်ရင်နှိပါတယ်နော်အဲ့တော့ဒေဂျာတာကကျွန်တော်တို့ line ရတဲ့နေရာလေးတွေမှာ မီးရလို့ရှိရင်အနည်းဆက်ဆုံးလိုင်းရတဲ့နေရာမှာမကြမကြလိုင်းကိုဖွင့်ကြည့်ပေးပါလို့ကျွန်တော်မြစ်တာရက်ခံရပါတယ်နော်ကျေးဇူးတင်ပါတယ်ခင်ဗျာကိုလောလောဆယ်ဒါကျွန်တော်တို့မောင်မောင်မဲမဲနဲ့ဒီမှာစီပင်ရိတ်မှာကျွန်တော်တယောက်တည်းပဲမေဃမြည်ရေတဟုန်တို့တက်လာလို့ချီဖွေစစ်ဆောင်စခန်းရေမြုပ်ကချင်းပြည်နယ်အထက်ပိုင်းအေအော်ရီမြစ်ဖြားခံရမေဃမြည်မိုးဆက်တိုက်ဒေးထန်စွာရွာသွန်းတာကြောင့် မြေရီတဟုန်ထိုးတက်လာလို့မေလ31ရက်နေ့ကစပြီးခြေဖွေးစစ်ဆောင်စခန်းနဲ့အနေပိုင်းနေရာတွေမှာရေစတင်မြုပ်သွားပြီဖြစ်ကြောင်းဒေသခံတွေစီကသိရပါဗျ။အထက်ပိုင်းကအခြေအနေရန်ဆိုးတယ်မနှက်ဖြန်လောက်ဆိုပိုဆိုးမယ်ထင်တဲ့ ခေါင်လံဖူးဘက်တွေနဲ့ခြေဖွေဘက်တွေအရန်ဆိုးတယ်ခြေဖွေဘက်တော့ရေတွေဝင်ကုန်ပြီးရေမြုပ်လာတာစစ်ဆောင်မာလာရွာရဲလားဆိုတာကျေနာတော့အတိအကျမသိရသေးဘူးစစ်ဆောင်တွေကလည်းမြေကမ်းဘေးတွေမှာရှောင်နေကြရတာကြောင့်ဖြစ်နေတာလို့ဒေသခံလူငယ်တယောက်ကပြောပါတယ် အရင်နှစ်ထက်ရေပိုကြီးပြီးယမန်နေ့မေလ31ရက်နေ့မှာမေခန့်မြစ်ရေ30ပေလောက်တောင်ပိုတက်လာတာတွေ့ရတယ်လို့သူကပြောပါတယ်။တချင်းပြည်နယ်အထက်ပိုင်းတောင်ကျရေရမ်းများပြီးမေခန့်မြစ်ရေအရန်ကြီးနေတယ်။ချီခွေမြို့မြေနေအိမ်တွေအတော်များများမြုပ်ပြီးပါကုန်ပြီလို့နောက်ထပ်ဒေသခံတယောက်ကပြောပါတယ်။မြကြီးနားမြို့အပါအဝင်အေယော်ရီမြစ်ရေကြီးတက်လာဖို့တေချာရာကြောင့် ပစ္စည်းတွေလူတွေဘေးကင်းရာကြိုတင်ရွှေ့တဲ့နယ်လို့သူကပြောပါတယ်။မြစ်ကြီးနားမြို့စီတာပူအဝင်အင်ဂျန်ကတရားကနေစီတာပူတဲ့အေရီနီရေပြောင်းပြန်စည်းဝင်နေပြီးမနောကွင်းနာကလုံကာပါစားတောက်ဆိုင်ထိရေဝင်နေပြီးညရင်းချင်းရေတော်တော်တက်လာတယ်။မနောကွင်းဘက်ထိရေဝင်လာရင်ပစ္စည်းတွေတင်ရတော့မယ်လို့ဒေတာခန်တယောက်ကပြောပါတယ်။ ယမန်နေ့မေလ31ရက်နေ့ညနေမှတွားကြည့်လိုက်တာရေတော်ကြီးလာနေပြီး အထက်ပိုင်းကအိမ်ပါမျောပါလာတာတွေ့ရတယ်လို့သူကပြောပါတယ်မြကြီးနာမြည်ရေကမေလ31ရက်နေ့ည7:00နာရီခွဲခန့်က1018စင်တီမီတာအထိတက်လာတယ်လို့သိရတယ်လို့ဆိုပါတယ်။အေယာဝရီမြစ်အထက်ပိုင်းပူတာအိုမြို့နဲ့ခေါလံဖူးကိုဆက်သွယ်ထားတဲ့လမ်းပိုင်းလဲမိုးမဆက်မပြတ်ရွာလို့တောင်ပြိုလမ်း ခါကာဘူရာစီဒေတာဘက်မှာလဲဇက်တိုက်မိုးသေးထန်လို့လမ်းတွေပျက်စီးကုန်တဲ့အပြင်ပန်းနန်းတင်ကျိုးတရာထိုင်ထုကျိုးတရာတောင်ယာကူးကျင်ကျိုးတရာတွေရေထဲမျောပါသွားကကဝိုင်းရွာကနေနဲ့မိုင်အကွာရှိကဒုံကျိုးတရာနဲ့ထလာရုကျိုးတရာလဲသွားလို့မရတဲ့အထိပျက်စီးသွားတယ်လို့ဒေတာခန်တယောက်ကပြောပါတယ်အင်ဂျီစုစုပေါင်း၁၄အင်ရှိတဲ့ထလာထုရွာမှာတော့ ်အင်ဂျီလေးအိမ်သာကျန်တဲ့အထိတရွာလုံးနီးပါးရေထဲမျောပါသွားတယ်လို့ဆိုပါရယ်နောက်နှစ်ရက်အတွင်းရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးအနင်းသာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာမိုးထစ်ချုံပြီးနေရာကွက်မိုးကြီးနိုင်ကြောင်းမိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကသတင်းထုတ်ထားပါရယ်မိုးသေးထန်စွာရွာသွန်းခြင်းနဲ့အတူ ၊လေပြင်းတိုက်၊မိုးထစ်ချုံ၊မိုးကြိုးပစ်၊လျှက်စည်းလက်၊မိုးသီးကြွေ၊လျှက်တပြက်၊ရေကြီးမြေပြိုရာတွေဖြစ်ပေါ်နိုင်လို့ကုန်းမြင့်ဒေသအနီးတွေမှာနေထိုင်သူတွေ၊မြေပြိုမှုအနေရမြင့်၊ချောင်းနီးတွေမှာနေထိုင်သူတွေ၊ရေကြီးရေရှမ်းမှုအနေရကြုံလာနိုင်တာကြောင့်ကြိုတင်ရှောင်ရှားနိုင်ရန်လည်းအကြံပြုထားပါတယ်။